အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးသူစန္ဒာဝေရေးသားထားတဲ့တောကဆိုတဲ့ဝတ္ထုတိုလေးကိုတင်ဆက်ပေးတော့ပါမယ်ရှင်တောကရုံးတော်ကနှစ်ချိန်မြောက်စင်းလာလှေကလေးများနဲလာကြည်လာဒီတသက်မှာပြက်ကြဆဲကြပြီကင်စာရဲ့တခြင်းတန်ရှင်တဲ့ရိုက်ခတ်လို့လာလေဤတကယ်ပြက်ကြပြီပေါ့ ကိုတရာသူ့ရင်သွေးသမီးငယ်လေးကိုတော့စောင်းငယ်လို့ကြည်မသွားခဲ့မခင်မဥခင်နာမစားမဘူးဆိုပေမဲ့ကောရင်ထဲမိတောင်းလို့ဒီစင်မာရဲ့အေးတွေကသူတို့ရောက်နေတဲ့နန်းဆန်မျိုးလေးမှာဆိုရင်တော်တော်လေးအေးပြင်းထန်သည်ဆိုရမည်ကေရို့ကို တတ်တို့ကရန်ကုန်သူရန်ကုန်သားတွေမွေးတာလဲရန်ကုန်ကြေးပြင်းတာလဲရန်ကုန်ဆိုတော့ရှမ်းပြည်လိုအေးပိုင်းကလူတွေလိုအေးဒဏ်ခံနိုင်သူများမဟုတ်လို့ အေးပြီဟဲဆိုကုတ်တူတူဝတ်ပါမှာခုလေတရားရုံးမှာရောက်တာမနေ့ပိုင်းပဲအေးတက်ကတိတ်မရော့ပဲအေးများစင်နောက်ဆုံးတော့ကိုတက်ကိုရာထူးမှချလိုက်တလို့ကိုတက်ကလည်းကေကိုခွာရှင်းလိုက်ချင်းကဲမိဘတွေကကိုတဲ့ယာတူကြသွားတဲ့ဖြစ်ကျေနပ်သွားကြပြီမယ်။ကဲအဖို့မှာတော့ဈားတွေကမြေစာပင်သမီးလေးအတွက်စိတ်မကောင်းချင်းကြီးစွာ။ အေးများတဲ့ရာသီရဲ့ကုတ်တူတူအောက်ကကေးရဲ့ဇောချွဲတွေကိုဘယ်သူသိနိုင်ပါမလဲကေကတူဦးတော်သမီးကိုတက်ကလည်းမောင်နှမနှစ်ယောက်ထဲရှိသည်ကေတို့အားလုံးသင်္ကန်းကျောမှာပဲကြီးတာအထက်တန်းကျောင်းလဲအတူတူကေလဲစာတော့ကိုတက်ကလည်းစာတော်တော့ကျောင်းသူကျောင်းသားများဖြစ်ရာသူတို့အထက်တန်းကျောင်းမှာတဲ့ကကျောင်းရဲ့စတာတွေပေါ့ကိုတက်ကမြင့်မြင့်ချော့ချော့ဖြစ်တယ်လို့ကေကလည်းမြင့်မြင့်လှလှကြီး ဒီကြားတဲ့သမီးတယောက်တည်းဆိုတော့သူများတွေလိုတိုက်ကြီးကြီးအစေခံတွေအများကြီးနဲ့နေ ပါတယ်လို့ပြောမရပါဘူး။လိုတိုက်ရလေဘာမစိုးပေါ်ရာနဲ့ဝင်နိုင်သည်။အဖေကလည်းဖေဖေရေးဆိုတာနဲ့သမီးအတွက်ရေတစ်ခွက်ပါပြီးသားဟုပင်ဆိုရမည်။ကေကလည်းသမီးကောင်းယတနာလေးပါ။ကိုတက်ကရောမောင်နှမနှစ်ယောက်မှာတားယောက်ျားလေးကလည်းလူတော်လူကောင်းလေးဆိုတော့မိဘများကအလွန်ကျင်နဲ့ဂုံယူရသည်တာမျိုး သူတို့ကြောင်းကထွက်သောလူရည်ခြုံလေးဖြစ်သည် အထက်တန်းတွင်အောင်သောကိုတက်ကအင်ဂျင်နီယာလိုင်းဝင်သည်ကေကစီးပွားရေးဘွဲရခဲ့သည် လူငယ်လူရွယ်ဘာဝချစ်ကြိုက်ပြီးနောက်နှစ်ဖက်မိဘကလည်းတဘောတူက ထုံးစံအတိုင်းလက်ထက်မင်္ဂလာပွဲဆင်နွှဲခဲ့ကြသည်ပေါ့သူတို့နှစ်ဦးချစ်ခီလာမှအလွန်ဖြောင့်ဖြူခဲ့သည်တို့သောမင်္ဂလာမဆောင်ခင်တွင် မြမရိုးရထုံးဆက်အတိုင်းနေကောင်းရမျက်ရွေးရန်ရောအနာကတ်အတွက်ရောနှင့်သူတို့နှစ်ယောက်အတွက်ဘေးရင်မင်းကြလေသည်ဘေးရင်ဆရာကစိတ်တော့မရှိနဲ့ခမညာသူတို့သားနဲ့သူတို့သမီးကနေနံကမကိုက်ဘူးတောက်ကြသားနဲ့တင်းလာသမီးဆိုတော့တောကကြနေတယ်ဓမ္မတောကအင်းဝရာစာအိမ်ထောင်ဖက်အသက်မရှိရတဲ့ပြီးတော့လူနဲ့ဘလူးလဲဖြစ်တော့တိတ်မတက်တတ်ဘူး ဘေရင်ဆရာကနည်းနည်းလေးတောင်တော်ဟွက်မပြောဘူးကဲမမေကတော့အိုးဆရာရဲ့သူတို့တွေကငယ်ချစ်လဲဖြစ်တယ်တခြားလဲဘာပြဿနာမှမရှိဘူးခုပဲလက်ထပ်တော့မယ်ဆိုတော့ဘယ်လိုလုပ်ရမလဲဆရာကတော့အိမ်အောင်ကြပြည့်ရင်အိမ်မှာဖျားပွဲလေးပဲအမဲသတိနဲ့နေပေါ့တယောက်မကြိုက်တာတယောက်မလုံနဲ့ပေါ့သားသမီးရလာရင်တော့တမျိုးပြောင်းနိုင်တယ်သူ့နင်းနံနဲ့ကြိုက်တာမျိုးလေးမွေးရင်ပေါ့ ကေကတော့ဘဝကြီးတစ်ခုလုံးကိုဘယ်တင်စရာပြောတဲ့ဖြစ်မှာမို့လားကေမမေကနေကောင်းရက်သားလေးရွေးပေးပါဆရာဒီလိုနဲ့ကေတို့လက်ထပ်ပွဲအဲ့ခံပွဲလေးကိုတည်တည်ချာချာကျင်းပဖြစ်ကြသည်နှစ်ဖက်မိပါအရာရှိအရာခံအသင့်အသင့်ကြွယ်ဝချမ်းသာသဖြင့်တင်းတယ်သောမင်္ဂလာပွဲ အထာမြောက်ခဲ့သည်ထိုစင်ကရန်ကုန်မြို့ကာနာလန်ရှိဆက်ထရင်ဟိုတယ်လေးမှာအဲခံပွဲလေးကိုတိုင်းမြတ်စွာကျင်းပခဲ့ကြသည် ်ကိုတက်ကလည်းလက်ထောက်အင်ဂျင်နီယာဘဝလေးဖြင့်နယ်မြို့လေးကိုတာဝန်ကြားကေကတော့ရန်ကုန်မြို့ပေါ်ကစီးယုံတယုံတွင်အလုံးလုံးဒီလိုဆုံမဖြစ်ဒီဇလန်းလေးတတရရနဲ့စခန်းရရမည်ဟုထင်နိုင်ပါသည်ကေမေမေကကုံတွယ်ရေးယုံတွင်အရာရှိငယ်တူဖြစ်ယုံသားမက သူမက စီးပွားရေးတွင် အမြင်ကျယ်သည် ထိုစင်ကယခုခေတ်လောအွန်လိုင်းရှော့ပင်များမရှိသေးလို့သား သူမက ရုံးရှိဝင်ထမ်းများအင်းနီနာချင်းများမြေသူကုံမစိုးအထက်ဆန်းလေးများအဲ့ရထိုင်ခင်းဖြာ ပကံခွက်ရောင်းမစသည်တို့ကိုလပေးရောင်းသည်ငွေလိုကလည်းငွေချီပေးသည်တင်းတင်းတော့အတိုးလဲယူသည် ထို့သောစီးပွားရှာသလိုတစ်ဖက်တွင်လည်းအိမ်စိတ်ကိုစနစ်ကြီးစွာထိန်သိမ်းသည်ကဲတို့အိမ်တွင် နေ့တိုင်းဟင်ကောင်းစားရသည် တို့တော့ငါးကြော်စိုးတတော့ ချစ်မောင်ဟင်ငပိရဲ့တိုးစရာစတာနဲ့စားရသည် ပစွန်နှကောင်ဆိုနှကောင် ကောင်းပိဆိုတာကိုစားရသည် တို့တော့စနစ်တကျစားရသည်ထို့ကြောင့်မီးဖို့ကြောင့်စိမ့်မှလည်းကာမိပြီးဖြစ်လေသည်ကြောင်းမို့ဖို့ဆိုလည်းစနစ်တကျသုံးရသည်မို့စွမီဆောင်မီရှိလာသည်ကေငယ်စင်ကပင်စိန်ထဲစိန်ပရက်စိန်လောကန်စိန်လက်ကောင်စိန်လက်ဆွဲစတာတွေကိုဘူးကြီးများနှင့်တင်ကား မီးတယောက်တည်းရှိတာသေချာသိမ်းစေရမယ်လို့မှတ်တတ်သေးသည်ကဲမေမေကအထယ်ထဲရောက်တော့နောက်ဆုံးပေါ်အစဉ်ဒီဇိုင်းကအစာဘယ်အရောင်နဲ့ဘာနဲ့ဝင်ရင်လိုက်မယ်ဘယ်လိုချုပ်ရင်ကောင်းမယ်ဆိုတော့ကိုဝယ်သူများကိုအကြံပေးသလိုသူကိုယ်တိုင်လည်းဝတ်ကဲကိုရောဖဖေကိုရောစင်ရကေကတော့ကြောင်းမှာမင်းသမီးလေးလိုရင်ကျေကြော့ရှင်းလေးဖြစ်ခဲ့ရသည်မေမေကမောလင်းတီနေရေမိုးချိုတနခါလင်းကာ ညာကဝတ်တဲ့အဝတ်များရှော်ပြီးဖွတ်ပြီးအသင့်အမျိုးသမီးကြီးမျိုးပါကိုတတ်တို့မိသားစုကိုကြည်ကြဆုံးကိုတတ်တို့လည်းအရာရှိအရာခံမိသားစုပါကိုတတ်အမေကရိုးသည်အဝတ်အစားစော်လည်းရိုးရိုးရှင်းရှင်းကိုတတ်ကတော့ယောက်ျားလေးလူညိုချောဆိုတော့ဘာဝွန့်ဝွန့်တင့်တဲ့သူမျိုးပင်ကိုတတ်အမမမမီကေခေါ်တာပါခင်မီမီတဲ့သူမလည်းဘွဲရပညာတတ်တဲ့အောင်ဆ ्याम ဝင်လုံးနေသူလေး အနေယောသည်အဝတ်အစားကပါယောသူများဖြစ်လေသည် ပုံမှန်ပါတိတ်အပေါ်ကဆိုခြိသားနှင့် လက်စကဘလောက်ဆာကလေးများဖြင့်ရိုးရှင်းစွာဝတ်စားနေထိုင်သည့်မိသားစုဟုဆိုကြပါသောမိသားစုနှစ်စုတဦးနှစ်တဦးချစ်ခင်လို့အိမ်အောင်ပြုကြပေမယ်အရာရာမိတို့ထတ်တူကြနိုင်ပါမည်နည်းအစာစာအောင်မြင်မှုရနေသောကိမမေတယောက်တရေလက်လွတ်ခဲလေသည်မောင်တဲ့ မင်းအမဝတ်ထားတာက ပုံတုံးကြီးဖြစ်နေတယ်။လက်ထက်စာကြောလက်မှတ်ထိုးသည့်နေရင်ဖြစ်သည်။စိန်တလက်လက်ကဲ့မမေက ကိုတက်ကို ပြောယွန်သားမကမိရဲ့တမိဒီနေဝတ်တာပုံတုံးကြီးအဲခံပွဲနေဝတ်ဖို့အန်တီဆစ်စင်ပေးရမလား။ကဲ့မမေကကြည်ကောင်းအောင်မပြောဘဲပြောချလေရာ။ကိုတက်မမေရော ကိုတက်အမမမမီတို့မျက်နာကွက်ခနဲ့ပြက်ကုန်ကြသည်မမမီကမင်းဟန်ဆောင်ကား ။အော်အန်တီရပါတယ်။တမီးနောက်ထပ်စစ်စင်ထားတာရှိပါတယ်ဟုပြောလိုက်ပေမယ့်တိတ်တော့အတန်ကမကောင်း။ကဲမေမေက အရက်အကဲပါသူဖြစ်တော့လဲသူမကဘရိတ်မအုပ်သေးပဲ။အန်တီကကဲကိုဆိုအစ်စ်ပေါ်တာနဲ့စင်တာ။နည်းနည်းကြတာနဲ့သူများတွေကိုပေးဖြစ်တာဟုထပ်ဆိုလေရ။မမမီကဒါကအစ်စ်တွေပါအန်တီ။မောင်လေးပွဲအတွက်တေချာဝယ်ထားတာ။ ကျမတို့ကပါတိတ်ကြိုက်လို့ပါမယူရဲဟု ကို့အမေပါဝင်ပါလာသည်ကဲ့မေမေကမယမ်းမတိအောင်ဆောင်ပြီးအာမနာတန်းဆက်ပြောသည်အတိတ်ကလည်းအဟောင်းစင်ကြီးတွေဖြစ်နေလို့ပါတယ်ကောင်းရောသူတို့သားအမေတွေလည်းနောက်ထပ်တော့ထွ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 ထပ်မပြောဘဲပြန်သွားကြသည်မင်္ဂလာအခန့်ပွဲကနောက်တရက်ကိုကဲလည်းထွထွစစပင်မတွေ့မီကဲတို့အခန့်ပွဲကိုဆက်ထရင်ဟိုတယ်မှာလုပ်သည် ထူးထူးခြားခြားကိုမမကဟိုတနေ့ကအဝတ်အစားကိုပင်တေချာစွာထပ်ဝင်လာတော့သည်ထိုစင်ကကိုရိုင်းအခန့်ပွဲမှုအလုတ်လဲရှုပ်ကလာသည်မတာဝန်ကျင်းအောင်အခန့်ရလျာမမမိထိုအဝတ်ကိုပင်ပြန်ဝတ်လာခြင်းကိုထူးထူးခြားခြားသတိပြုမိတော့လဲစိတ်ထဲကမေ့သလိုဖြစ်သွားသည် တကယ်တော့ကိုတက်တို့ကတခုခုဆို အနေအေးတော်ကလည်းတေချာမှတ်တတ်သူများဖြစ်ကြောင်းနောက်မှသိလာရတော့သည် ကိမေမေပြောသည့်ကိုလုံးဝမကျေနပ်သဖြင့်အဲ့ခံပွဲတော်မတက်လို့ကြောင်းဖြစ်တော်လဲကိုတက်တောင်းပန်တဖြင့်ဝိကျေယုံလာတက်သလိုထော်အဝတ်အစားကိုပင်ဝလာခဲ့ခြင်းဖြစ်သည်အဲ့ခံပွဲမှာလည်းကေရိုကပင်အကုန်ကြခံလို့ခြင်းဖြစ်ရာနှိမ်တကဲ့သို့ပြောသလိုခံစားပြီးစိတ်ဆိုးသွားကြလေသည်ကိမေမေကလည်းကိမေမေပင် သူအကုန်ကြခံရသည့်အပွဲ အကုန်လှပနေရမည်တဘောသူများပါကြိုက်မှမသိဇွတ်ပြောခဲ့သည်ကို အမှန်တော့ကဲတော့ကြီးကြီးကျယ်ကျယ်လှုပ်ချင်တလောက်အဲ့ခံဖို့တော့ကုတ်မိပါများကမကုံနိုင်ကြောင်းပြောပြတာဖြစ်သည်ကဲမေမေကတူးထဲသောသမီးအတွေ့သူအကုန်ခံနိုင်သည်ဟုဆိုကလှုပ်ပေးခြင်းဖြစ်သည်ကဲကတော့ကိုတက်နဲ့အတူတူနေရဖို့ကအဓိကဖြစ်ပြီးပျော်နေသည်မှလွဲ၍မြည်သည့်ကိုများသတိမထားခဲ့တော့လဲသတိထားမိလောက်အောင်တဖြည်းဖြည်းအခြေဆိုင်လာလေတော့သည်ကဲတော့အိမ်လေးကအပေါ်ထက်အောက်ထက် ရောမြင့်တန်ကြားရဲစပေါ်ပေါ်ချင်းပင်ကဲတို့အိမ်မှရောက်ပြီးဖေဖေမေမေကအပေါ်ထက်တွင်နေကြရာကဲနှစ်ကိုတက်အတွင်အောက်ထက်တွင် အခန်းပြင်ပေးထားသည်တန်သူမှလမ်းပေါ်တွင်ခြံနှင့်ဝင်းနှင့်ကဲတို့အိမ်ကတူဝနစုပေါင်းအိမ်ရာရှိ ကိုတက်တို့အိမ်ထက်လမ်းပန်းသာလေသည် အောက်ထပ်ကဲတို့နှစ်ယောက်အခန်းတွင်နှစ်ယောက်၏ကျွန်းကရင်ကြီးပေါ်တွင်မှုရချနောင်းခေါင်းအုံအကောင်စားများတမကား ဆိုဖာဆက်တင်နှင့်တီဗီပါထည့်ပေးထားသည်ညာကစားလင်မယားရေဆိုတော့ပျော်သည်ပေါ့ကေကတော့မိုးမမြင်လေမမြင်ကိုတက်ကနှဲသွားလိုက်ပြန်လာလင်သူ့အိမ်သွားညာတော့မအိပ်ပဲကေနဲ့အိမ်လေသည်တညာတော့ကေကနှောက်လိုက်သည်ကိုတက်မမေတော့ပြောနေတော့မှာပဲမိမနာကမခွာဘူးလို့ကဲမမေကဘာမပြောညာမပြောနဲ့ပြောလိုက်ပေါ့ဒီမှာနေရထိုင်ရတာပိုတာတယ်လေလို့ ဖျားကိုတက်ကမျက်နှာတင်းသွားသည်ကျွန်တော်ကဲ့ကိုချစ်လို့တူတူလာနေတာပါ ကျွန်တော်တို့အိမ်ကလည်းကောင်းပါတဲ့အန်တီလို့ခက်ပြက်ပြက်ပြောကအိတ်ခမ်းထဲဝင်သွားတော့သည်ထိုညကသူကတစ်ဖက်လှည့်အိမ်နေသည်ကေကလည်းမေမေတာလေးပြောတာပဲ။ဘာများနာစရာကြီးလို့လဲဟုတွေးရင်သူ့ကိုကြောပေးအိမ်လိုက်သည်။ဒေါနှင့်နောက်တနေ့ရောက်တော့အခါမနက်ပိုင်းခဏနေပြီးအိမ်ခဏသွားအောင်မယ်ဟုဆိုလေသည်။ကေလည်း သွားလေကိုမနေ့ဖြန်ပြန်ရမှာမဟုတ်လားဟုတ်တယ်ဟိုအင်းကနေပဲပြန်လိုက်တော့မယ်ဟုဆိုလေတော့ဘာဖြစ်လို့လဲဒီကနေပဲပြန်လို့ရတာပဲဟိုမှာပဲအိတ်လိုက်တော့မယ်ပြီးတာပဲယူစရာရှိတာတွေအကုန်သာယူသွားဟု စိတ်ပပောက်နဲ့ပြောလဲရာ ကိုတက်လည်းသူ့လိုအပ်သည့်အတုံးဆောင်များထဲကအိမ်ပြန်သွားလေ၏အမှန်တော့ကိုတက်နဲ့မေမေကမကြာခဏစိတ်ခုခဲသည် အစားအသောက်ကအစားကိုတက်တို့ကပုံစံနှစ်စားတာမဟုတ်အကြိုက်စားခွင့်ရှိသည်အိမ်မာက၅ကြော့ဆိုတတုံးတို့မဟုတ်နှစ်တုံးကို ကိုတက်ကမဝါထိုင်းယူစားတော့ကိကိမေမေကစားစားဒါကအကောင်စားဝယ်ထားတာဈေးပဲလောက်ပေးရတယ်စသည်ဖြစ်ပြောတော့ကိုတက်မှအနေခက်တယ်လို့ကြိုက်လဲမကြိုက်ပေလောလောဆယ်ကေအလုတ်တစ်ဖက်နဲ့လိုက်ပြောင်းလဲမရဆိုတော့ မမေတို့စီနေပြီးကိုတက်တခါတလေပြန်လာတော့နေချင်းတာဖြစ်သည်တခါတခါပြန်လာတာတော့ကိမမေကထစ်တတဲဆိုတော့ခက်တော့ခက်ပြီးတမက်ကလည်းအလကားလူမဟုတ် ကေကတော့မမေဖက်ကမမေပြောတာလေးတော့တီးခန့်ပြီးမနာစေချင်းကိုတက်တို့မိသားစုကသူများကိုလည်းကောင်းကောင်းပြောသည် သူများပြောလှင်လည်းမကြိုက်သလိုမှတ်လည်းမှတ်တက်လျာခက်ချေပြီးမင်္ဂလာဆောင်ပြီးတဲ့ကကေကလည်းကိုတက်တို့အိမ်မသွား ကိုတက်ကလည်းမခေါ်ခိုးမလာပိုင်းတာတာရှိသေးသည်မချောမွေလာတော့နောက်တော့ကိုတက်ကပြန်လာလင်သူ့အိမ်ကိုတိုက်ရိုက်ပြန်သွားသည်ကေစီကိုတခါတခါမှလာအိသည်ဒါတော့ကေဖဖေနှင့်ကေကအတော်ခေါ်လုံးအမေကတော့အကြောတင်တင်ပင်ဒါလေးပြောတယ်နှင့်နာနေကြသည်လားဗောတို့တော်လူတွေကဇယိုင်းမတူကြလေရာသူတို့ကိုယ်တိုင်ကလည်းအရာရှိမိသားစုဖြစ်တာကြောင့်စိတ်ဆိုးကြသည်မှလည်းစမ်းတော့မစမ်း ဒီလိုနှင့်ကဲတမီးလေးကိုကိုဝင်ရှိသွားသည်ထို့အချိန်တွင် ကိုတက်ကနေမှရှိလျာကဲမေမေနှင့်ဖဖေကပင်အဆဆကယူဆိုင်ရလေသည် ကိုတက်မိဘများကတော့ဝမ်းသာပါသည်ဆိုသောစကားလေးပါယုံကလွဲကပေါ်လဲပေါ်မလားလူလဲမလားကိုတက်ကိုသူ့အိမ်ထက်ကဲတို့အိမ်ကကောင်း၍လာအိပ်သည်ဟုမေမေပြောလိုက်ပြီးနောက်ပိုင်းတွင် ကိုတက်ကကဲနှစ်လာအိတ်လင်လဲသူ့ဖာသာအိတ်ချင်းသာဖြစ်သည်ကေအနာကက်လင်လဲအကမခံ ကဲမာအော်ရသည်သူတို့မိသားစုတွေဒီလောက်အမှတ်ကြီးသလားပြီးတော့ပြောသေးသည်ကဲအေးဆိုလို့အိတ်တာပါနော်သူတို့လည်းအိမ်နဲ့ရနေပါတယ်ကဲလည်းဒေါသထွက်ပြီးဒါဆိုလည်းမအိတ်ချင်လည်းမအိတ်နဲ့ကိုရင်နောက်ကဲအပြောင်းအွှေရမှာပဲနန်းဆန်ကိုလိုက်လာတော့မယ်ထိုတညအိတ်ပြီးကလေးကကိုတက်အိမ်ပြန်မလာပါနန်းဆန်ပြန်သွားလို့ကဲဖုန်းဆက်လင်လဲပြောတော့ပြောသည် ရခင်ကလိုစိတ်ပါလက်ပါမဟုတ်။ကိုဝင်ရှိကြောင်ပြောပြချိန်တွင်ဘယ်တော့မှရှိတာလဲ။ဒီတစ်ခါပြန်တော့ကတော့ဘာမှမဖြစ်တာဟုအော်လေရာ။ကေလဲစိတ်တတော်နေ။ဟိုတစ်ခေါက်ကလေးကရှိတာနေမှာပေါ့။ကေလဲဘယ်ခွေးနဲ့မှမအိပ်ဘူးဘူး။ဟုတ်စိတ်ပေါက်ပေါက်နေပြောလိုက်ရာ။တော်ကွာမင်းနဲ့မင်းမိကတော့လားဟုပြောပြီးဖုန်းချသွားတော့သည်။ကဲမှာသူများလင်များတွေလို့ကလေးရလို့ပြောသွားသည်ကလေးအဖေကိုလည်းမတွေ့ခဲ့ရ မိဘကိုသာပိုအားကိုရသလိုဖြစ်ခဲ့လေ၏ဒီကြားထဲသူရန်ကုန်ပြလာလျင်အိမ်မှာမအိပ်သလိုကဲအတင်းခေါ်မှာခဏလေးသာလာသည်နန်းဆာမှာသူအိမ်ခန့်ရပြီဆိုတော့ကဲအလုတ်ကိုအပြောင်းတင်ရန်အကြင်ကြင်စူးစားပြီးဆုံးဖြတ်ချက်ချလိုက်သည်ကံကောင်းစွာနှင့်ပင်နန်းဆန်စရင်ယုံတွင် နေရာလွတ်နေသဖြင့်ကဲတယောက်ရောင်နောက်စတုံးပါရန်စူးစားနေမိတော်သည်မစူးစားလည်းမရတရင်တဲ့တဲ့ကြာမိသည်မှာ ကိုတတရကိုရိုးနဲ့တကြောင်းထဲထွက်ရမဲနဲ့တွေးနေကြသည်ကြားမိသောကြောင့်ဖြစ်၏။ကေကကိုတက်ကိုမေးသော။ဘာဖြစ်လဲ?ဒိုးတွေကငယ်တငယ်ချင်းတွေပဲ။ဒီလိုပဲတွေ့ပြီးစကားပြောတာဟုပေါက်ဆက်ဆက်ဖြေသည်လည်းရှိသည်။ကေရောမှလည်းမင်္ဂလာဆောင်ပြီးကလေးကလည်းလင်းရဲမရားရဲဟုတအိုးတအိမ်အတူမနေဘူးရာ။ပြောစရာစကားကလည်းများများမရှိချင်း။အမှန်တော့မချစ်ခင် အပြစ်မြင်လာလေရာ။ စိမ့်တတပင်ဖြစ်လာတော့သည်ကေလက်ကုံဝင်ကလည်းရှိလျာအိမ်ထောင်ကိုရသမျှထိန်းရမည်ဟုယူဆပြီးခူတော်လိုက်သွားရန်အခွင့်ရလေပြီသမီးတေးသေးချာချာခယူဆိုင်နော်ချော်လဲမယ်တတိထားကိုတက်ကိုမှာဖို့ရာ ကိုတက်လည်းအိမ်မလာတော့မယမင်းနဲ့တော့အမဲတွေ့တွေ့နေတီကြသည်ဘာတွေပြောဘာတွေလုပ်လဲကေမသိကိုရိုင်းလည်းအိမ်ကအကုန်လုပ်ပေးသည်။အမဲစိန်ကြနေရမှလိုက်သွားမယ်ဆိုတာတော့ အရာနေရာအဝတ်အစားဟင်းချက်ပကံခွဲကအစားအမေကအကုံအသေးစိတ်ပြင်ပေးလိုက်ပြီးနန်းဆန်အရာအဖို့အမျိုးသမီးတယောက်ပါထည့်ပေးလေတော့သည်ရောက်ပါပြီနန်းဆန်လျှက်စင်အင်ဂျင်နီယာယုံကြည်ကေလဲဝမ်းသာသွားသည်ခရီးလဲအတော်ပန်းသည်ကိုတက်ကပုံမှန်မျက်နှာနှစ်ပင်ရုံးခန်းမှာကြုံနေသည်လိုက်ဖို့တော့အမျိုးသမီးကကားနဲ့ပြန်ထွက်ပြီဆိုတော့မနာတော့ပဲပြန်သွားပြီဆိုကား ကိုတက်လက်အပ်ပြီးနှုတ်ဆက်လေတော့ဤဟုတ်ကဲ့ကျွန်တော်ကြည့်လိုက်ပါမယ်ကျေးဇူးတင်ပါတယ်ဟင်းသူပြောပုံကဧည့်သည်မိတ်ဆွေရောက်လာလို့အခန့်နေပုံပင်ကေလည်းစိတ်แทအတင်းသွားသည် ခဲတာကကေမှာကိုဝင်ကြီးနေဒီကြားတဲ့အလောက်ကပါပြောင်းလာမိသည် သူ့ကိုတောင်းပန်ရမှာလားဘာကိုလဲကေကဘာရဲအမားလုံးမိလို့လဲမတောင်းပန်နိုင်ပါ ူကရောဘာကြောင့်ဒီအထိလိုက်လာတဲ့မကြခင်ကလက်ထက်ထိန်များပြီးကိုဝံပါလွယ်ထားရသည်ကိုဆက်ဆံမှုကရော စိတ်ထဲစဝေစဝါဖြစ်နေစဉ်သူကတပည့်တယောက်ကိုခေါ်လိုက်သည်ကိုပေါ့စာမင်းမကိုရိတ်တာလိုက်ပို့လိုက်ပါကွာရိတ်တာမှာအခန်းပြင်ပြီးသားကေလိုက်သွားရိတ်တာမှာအခန်းပြင်ထားတယ်အလုပ်ပြင်ရင်လိုက်လာခင်မယ်ကေလဲနယ်ကိုပထမဆုံးရောက်ဖူးချင်းဖြစ်သည် စိတ်ထဲမှာလဲအော်သူအိတ်ခမ်းရတယ်ကြတာအိမ်မဟုတ်ပဲရိတ်တာမှာရထားတာဖြစ်မဲဟုတွေးမိလေသည်လျှက်စစ်ဝင်ရိတ်တာလေးကနေချင်စရာပန်းကလေးတွေကပွင်လို့ခြံဝင်းကြကြဲလေးအေးမြတော့တောင်ပေါ်လေးကကင်းမျက်နာကိုဖြတ်တိုက်သွားရာစိတ်ခနဲတောင်ဖြစ်သွားလေသည်ဒီလိုလေးဆိုတော့လေကိတ်မေမေစကားကိုမကျင်တတ်တာကိတ်ကိုမကျင်တတ်တာရယ်မရှိတော့လို့ထင်ပါစီစဉ်ထားပေးတာပဲဟုတွေးနေမိသည် ကိုပေါ့ဆာကကိတ်အထုပ်တွေအားလုံးကို အခန်းတစ်ခုထဲတွင်ပြင်းနောက်မီးပိုခန်းဧခန်းစရာတွေကိုတိတ်ချပြပြီးပြန်သွားခဲ့သည်ကေလည်းအခန်းထဲဝင်လိုက်တော့သူတိတ်တိတ်ချာချပြင်ထားသည်မှာတော့မှန်ပါသည် ထိုအခန်းထဲတွင်ကိတ်အတွက်တရားဧကတင်နှင့်အပြစ်အစုံပြင်ထားခြင်းဖြစ်ရာ ကိုတက်ကကိတ်ကိုပါထင်နေတာလေကေကသူ့အတွက်ပါလေကေဒေါသတွေအလေးလေးတက်လာသည် ဟန်ကိုဖို့ဆိုတာကိုလက်ကင်ထားပြီးသူလာချိန်ကိုစောင့်နေလိုက်သည်ခဏနေတော့ဆိုင်ကယ်စီးပြီးသူရောက်လာသည်အဆင်ပြေလာကေအင်းပြေတာပေါ့တိတ်ပြေတာပေါ့ဒါနဲ့ကိုကဒါပါတဘောလေကိုပြောတော့အိမ်ရပြီဆိုလို့ကေပြောင်းလာတာလေအရာရှိပဲအိမ်ရတာပေါ့ဒါပဲပြောတာလေပြောင်းလာပါလို့ပြောမိလာကေထားပါဦး ခုပြောင်းလာတော့ကေကဒီမှာတယောက်ထဲနေပြီးဘာကြောင့်ကိုနဲ့မနေရတာလဲ။ဩကေမင်းနဲ့ငါနဲ့အတူမနေတာကြာနေပြီလေ။ကို့ဖာသာနေကြုံပဲ။ကျမနဲ့ရှင်နဲ့ကလက်ထပ်ထားရရောမေ့သွားပြီလား။ဒါကြောင့်စစ်စင်ပေးထားတယ်လေ။ဒီကိုဝင်ကရောဘယ်သူကစောင့်ရှောက်မှလဲ။အစင်ပြေတယ်လို့စောင့်ရှောက်တာပေါ့။အတူတူနေဖို့တော့မလိုဘူးလေ။ကိုကိုတက်ရှင်အတော်ပဲလွန်နေပြီနော်။ မင်းတို့သားမီးတွေပြောတာလောက်တော့မလွန်ပါဘူးကွာငါအရာရှိကွာငါမိဘတွေရောငါအမတွေရော အရာရှိတွေပညာတတ်တွေမင်းတို့ဘယ်လိုတွေပြောနေခဲ့လဲအော်ရှင်ကမှတ်ထားပြီးကလေးစားချင်နေတာပေါ့လေအစကဘာလို့မပြောလဲပြောရအောင်မင်းကရောငါရှိတဲ့အိမ်ငါမိဘအိမ်ကိုလာလို့လားတော်ဆန်းကွာထားလိုက်တော့ဒီမှာလိုရာရှိရင်ကိုပေါက်စားလုပ်ပေးလိမ့်မယ် သွားတော့မယ်ဟုဆိုကာအိမ်များရှိရာဖတ်တိုးထွက်သွားလေတော့သည်ကေလက်အလုတ်ပါ အပြောင်းတင်လာမိလေရာခုမှခက်ချေပြီ ထိုစင်ကရုံးတွေစာရိုက်တွေကလိုင်ဖုန်းများကိုတုံးမှဖြစ်လေရာမနက်မှကေမင်မေဖေဖေတို့ကိုအကြိုးချောင်းပြောရမည်ကေတယောက်ပါဆက်လို့ရမည်မသိရင်မာတော့ပူလောင်လုံးဒီညတော့အိတ်ဖြစ်အောင်အိတ်လိုက်မှဖြစ်ပေတော့မည်ခရီးကမနီလာကျန်းကကျန်းသေးခုတော့ရောက်ရောက်ချင်းစောင်းနေထွန်းလဲပုံများတော့ ကေတရဆွန့်ဆွန့်ဆဆာနဲ့နန်းဆန်မှဆက်နေလိုက်သေးသည်နန်းဆန်စင်းရုံတွင်ခဏအလုတ်အဝင်ပြပြီးအလုတ်တက်နိုင်အောင်ကြိုးစားခဲ့သည် ကိုဝန်ကလာရင်လာသလိုကိုခွဲကမရှိ ကိုတက်ကိုတယောက်တည်းတွေ့နိုင်အောင်သူ့အိမ်သွားလျင် သူကသူ့နာမှာဝန်ထမ်းတရားရောက်ကို အမိရခေါ်ထားရာသူကသူမဤလင်သားလာဘာလားတော်ဝေခွဲမရတေချာတီကတော့ကိုတက်သူ့ကိုနှစ်ယောက်ချင်းပင်အတွေ့မခံတော့ပေကေနားလေမိတီမှာ မိမိတို့မှအမိအယတာလင်မယားဖြစ်နေတော့သည်မိကောင်းဆွေကောင်းများအဆင့်တွင်ပင်မရှိတော့သလို ကိုတက်ကလုံးဝပင်အကမ္မခံထို့အပြင်ရန်လဲအဖြစ်မခံတော့ပေကိုဝင်ချင်းနဲ့ကေတယောက်အချိန်နေကိုနားလဲမိသည်နှင့်ဖေဖေမေမေကိုအကူညီတောင်းကာမိမိဒေတာရန်ကုန်သို့ကိုဝင်6လတွင် ပြန်လာခဲလေတော့သည်ရန်ကုန်ရောက်တော့မကြာမီလာစေတော့သမီးလေးကိုမွေးခဲ့သည်သမီးကလည်းစနေသမီးလေးဖြစ်တော်ရာ ဘေးတွင်မေးပြန်သောမကြိုက်တာတွေကြားရပြန်တော့သည်နေတိုက်ရေတက်စနစ်သမီးမို့မိဘများအခက်ပွေမယ်တဲ့ဘယ်လိုပဲဖြစ်ဖြစ်သမီးကိုတော့အယံချစ်ပါသည်သမီးလေးကစပင်ကောက်တာမျက်လုံးဝိုင်းတာနှာရန်ပေါ်တာလေးကအစာအဖေနဲ့တူသည်သမီးကိုမြင်ရင်တော့တမျိုးပြောင်းနိုင်သည်ဟုကေမျော်လင့်နေမိသလားပဲကိုတက်ကတော့နန်းဆမှာပဲအနေများတော့သည်ရန်ကုန်တော့တိတ်ပြတ်မလာဘူးကြားရသည် ဒီကြားတဲ့ကေနဲ့လည်းတည်တည်ရမင်းနဲ့တွဲသည့်အကြောင်းကလည်းသူများတွေပြောနေကြသလိုလိုဘယ်လိုပဲဖြစ်ဖြစ် ကိုတက်မိဘများအိမ်ကိုဓာတ်ရိုက်သွားမိမိအစားကေကိုတက်နှစ်သာရှင်လိုက်ခြင်းသည်တမီးကိုလည်းသူမမြင်ဘူးသည်မြင်ဖူးအောင်လည်းမကြိုးစားတမီးအတွက်ကေဖဖေကသာအဖေဖြစ်နေတော်သည်ဒီတစ်ခေါက်တော့ကေရဲရင်မှဖြစ်မည်ကေတမီးလေးငငယ်ကိုရင်ခွင်ပိုက်ခါနန်းဆန်တို့တစ်ခေါက်ရောက်ပြန်သည် ီတစ်ခေါက်တော့ကေရဲ့သမီးရဲ့အပြင်ကဟိုတယ်တသိမှအရင်တဲသည်ကေတို့လိုက်လာမည်ဟုလဲကြိုတင်အကြောင်းကြားမထားပါနန်းဆန်လျှက်စစ်ဝင်းအတွင်ကေတို့သားအမီရောက်ချိန်ကယုံစင်ချင်းကေဂိမ်းပေါင်းမှတစင်ကိုတက်အိမ်ရှိရာသို့တန်သွားလိုက်၏လမ်းမှာကိုပေါ့ဆာနဲ့တွေ့ရသူကဟောအမားတို့ပါလားဘယ်တော့ကရောက်တာလဲနေ့လေကကိုပေါ့ဆာရင်ကိုတက်ရှိလားရှိတယ်အမား သူ့ညီမရောက်နေတာတော့အတော်ကြာပြီ။အော်ဟုတ်ဟုတ်ကေတာပဲပြောနိုင်သည်။ကိုတက်မှညီမမရှိပါ။ဘယ်ကညီမလဲ။အေးလေကိုကလည်းအခြေအနေသိချင်လို့လိုက်လာတာ။ကိုကိုရိုင်းကလည်းသူ့မိဘရဲ့စီတောင်မှအဆက်အသွယ်မရှိသလိုကိုတက်နဲ့လည်းတေချာရှိနေတာမှမဟုတ်တာ။ခိုးတော့သမီးလေးနဲ့ဆိုတော့ကေတရနောက်ဆုံးဝက်ဖဲလေးကင်လာခြင်းဖြစ်သည်ကို့သားသမီးတော့ကိုမရက်ဆက်ဘူးထင်ပါရဲ့ ကေတွေးမိတာပါကိုသက်အိမ်နာရောက်လာတော့ကိုသက်နဲ့မိန်းမတယောက်ရီမောနေတန်ကိုကြားရသည်ခိုခိုခိခိများလောင်နေသေးသည် ကိုသက်ကလည်းတဟားဟားနဲ့အတော်ပြောနေကြသည်ပဲကဲရင်ဝင်တဲ့ကသမီးလေးကအင်းအင်းနဲ့အတန်မြေသွားချင်းကိုသက်အင်ရှိအရောက်ကဲအရှိတ်ကိုတွေ့တော့အမျိုးသမီးကထွက်ကြည့်သည်ဟဲရမင်းပါလားအမျိုးသမီးကိုတွေ့တော့ကေမိုက်ခနေတောင်ဖြစ်သွားသည် ။တဒင်းတွေမှန်နေတာပဲ။ဒင်းတို့ရဲတင်လိုက်တာများဒီမာတော်လိုင်းနေသေးတာကိုဒါကြောင့်ရန်ကုန်ကို ပြတ်မလာတာပဲဖြစ်မည်။ရမဲလဲမျက်နာကွက်ခနဲ့ဖြစ်သွားသည်။ခိုးထုတ်ခိုးထဲနေမိတကုံကိုတက်ကလည်းထွက်လိုက်လာရ။အော်ညမဆိုတာရမင်းပေါ့လေ။ညီမညီမနဲ့ခွေးဆက်ခင်းနေကြတာကိုသူတို့နှစ်ယောက်ကေရောက်လာသည်ကိုအံ့ဩနေရင်ကေရန်တွေးတန်ကြဘေးအိမ်တွင်ကြမည်ဆိုသည်ထင် အိမ်ပေါ်တက်ကေဟုကိုတက်ကပြောလိုက်သည်မတက်တော့ဘူးရှင်ဒါရှင်သမီးပဲမင်းငါမိဘတွေကိုအတိပေးလားသွားပြလာကေကိုတက်ကမေးလိုက်သည်ဘာပြဆရာလို့လဲသူတို့တော့အိမ်မလာတာမင်းလဲသူတို့ကိုကလေးရဲ့အဖိုးဖွားတွေလို့အရာသွင်းပြီးမပြရင်သူတို့လည်းဘယ်လိုပြန်အသိမှတ်ပြုမလဲရမင်းကတော့ကေတို့ကိုကြည့်ကောင်းကောင်းနေကြည့်နေသည်ဘာမှတော့ဝင်မပြောရား ကေလက်ရမင်းဖက်လှဲကနေမာရောအတော်ရှားသလားငါတို့လူသိရှင်ကြလက်ထပ်ထားတာသိရနေလက်ထပ်ပြေမပေါင်းတာကြာလားပေါ့ကိုတက်အတန်ထွက်လာသည်ဒါဆိုကလေးကရောကလေးတယောက်ပဲလေဒါကမှားရမှုတစ်ခုပဲကိတ်ဒေါသတွေထိမ်မရတော့ပြောမှပြောရလိုက်တာစကလုံးတွေထွက်ကြလာသည်မင်းမေတို့မင်းတို့ပြောတာတွေတော့မစိုးသေးပါဘူးကွာ ကိုတက်ကလည်းမခံခိုးတော့ညီမဆိုပြီးအိမ်မော်တက်နေလိုက်တာပေါ့လေကေလည်းကလားမနိုင်ရခိုင်မဲတော့သည်တွေ့မယ်ကိုကိုတက်နင်းအရာရှိငါတရားဝင်မရနင်းရာဒူးတွေရှိနေလို့ဒီကောင်မကလိုက်နေတာရမင်းကနှုတ်ခမ်းကိုကိုက်ထားသည်ဒေါသထွက်သလိုရှိတော်လဲဘာမှပြန်မပြောနင်းရာဒူးကိုအပြုတ်တိုက်ပြမယ်ကေကျိန်ဝါလိုက်မိသည်ငကိုဘီစာကမပြောင်း ကေလေဒေါသထထွက်နဲ့အိမ်ပေါ်မှာဆင်းလာခဲ့တော့သည်အေးအဲ့ဒါပဲလေ နေအကြောင်းမှန်ကအဲ့ဒါပဲနေငါ့ကိုချစ်တာမှမဟုတ်တာကိုကိုတက်ဤဒေါသတန်းတော်တော့ကိုကိုရမင်းဤသားမြစ်တန်းထိုနောက်မှာကြံနေခဲ့ပြီတဲကုန်သည့်ဟိုတယ်သို့မြည်တို့ပြန်ရောက်သည်မသိတော့အင်းအင်းနဲ့ငိုနေသည့်တနှစ်သမီးအရွယ်သမီးလေးအတွက်လဲစိတ်တွေမကောင်းဖြစ်မိသည်ဖအေလို့သူကငုံလို့တော့မကြည်လိုက် ကဲတော့ကြာမှာဒီလောက်ထိဆိုရင်တော့ခလေးကတော့အပြင်းမဲ့ရှာပါသည်။တမီးအတွက်စိတ်မကောင်းပေမဲ့ကေဒေါသတော့ဟုံဟုံတောက်ခဲ့သည်။ရန်ကုန်မှဖေဖေနဲ့မေမေကိုအကြောင်းကြားနန်းဆန်လိုက်ခဲ့ရန်ခေါ်ခဲ့သည်။တယောက်တည်းဆိုအားမရှိသလိုတမီးလေးကိုသူ့ဖိုးဖိုးကပိုကြည့်တတ်တာရောအကုန်ပါလေသည်။နန်းဆန်တရားရုံးတွင်ပင်ကေတရာကိုကိုတက်ကိုလူမှုရေးဖောက်ပြမှုနှင့်တရားစွဲခဲ့သည် လက်ရှိအိမ်တော်နှင့်ကွဲကွာခြင်းမရှိဘဲအတူနေချစ်သူကို အရာရှိအိမ်ယာတွင်ညီမအမိခံကအတူနေကြသည့်အကြောင်းကိုပါရုံးတော်တွင် ရှောက်ထားခဲ့သည်အစိုးရအရာရှိဖြစ်သည့်ဖြင့်ယာရုနှင့်လည်းမကညင်သောကြောင့်ယာရုမှချထားပေးပါယံဝန်ထမ်းရေးရာဌာနသက်ဆိုင်ရာဝင်ကြီးဌာနများကိုပါ ရှောက်ထားခဲ့သည်ကကိုတက်လည်းညင်လို့မရဘူး ကွာရှင်လက်မှတ်များတရံဝင်ရေးထိုးပြီးတမီးလေးကကေနှစ်နေရန်နှင့် ကိုကိုတက်မှတ်ကလေးစေးထောက်ပံ့ရန်တို့ပါရှိသည်အပြင်းဆုံးထိုးနှက်ချက်နှင့်ကေနှစ်ကေမမင်းအကျဉ်နှက်ဆုံးအချက်မှာလူမှုရေးဖောက်ပြန်သည့်ပြစ်ချက်နှင့်အင်ဂျင်နီယာအရာရှိငယ်ဘဝမှနှုတ်ထွက်ပေးရခြင်းဖြစ်သည် ကိုကိုတတ်တုကလည်းတရားရုံးတွင်တွေ့ဆုံလက်မှတ်ထိုးအတီးပြုသည့်အချိန်တွင်ပင်တောင်မှ သူ့သမီးကိုစောင်းငှဲ့၍ပင်ကြည်မသွားခဲ့တော့ပေ များမကြာမီကာလတွင်ကိုကိုတက်နှင့်ယမင်းလာသူစာတို့၏မင်္ဂလာအခမ်းပွဲကိုခန်းခါနာနာပြုလုပ်ကြလေသည်။ကေပြောသလိုရာတူးမှကြာသွားခဲ့သော ကိုကိုတက်ကိုဆက်လက်မြန်နှုံးနေသည့်ယမင်းကသာအချစ်စစ်သူလား။ဒါမှမဟုတ်ကြီးကျယ်သောပြောပလောက်သည်ဟုမထင်ရသည့်အသေးအမွှားလေးများမှမီးပွားဆလောင်ခဲ့ကအိမ်တော်ပြတ်သည့်အခြေဖြစ်ခဲ့ရသည်မှာသူတို့ပြောသလိုဓမ္မတော်ကအင်းဝရာစား အိမ်နောင်ဖက်အသက်မရှေရဆိုတီမှာဟုတ်နေလို့လားလာပေါင်းများစွာကိုတော့စာရှုသူများကိုရင်သာဆုံးဖြတ်ကြပါတော့ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးသူစန္ဒဝေရေးသားထားတဲ့တောကဆိုတဲ့ဝတ္ထုတော်လေးပြီးဆုံးလို့သွားပါပြီရှင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်